Good day to my fellow students. My name is Mothu Jo. I'm here to discuss the topic of unisex grammar. No matter who, whose, what, which, where, when, how, whether, etc. Unit 6 grammar ma solution into no matter clause No matter ne ဒါ WH နဲ့တွဲပြီးတော့မှသုံးတဲ့ cross သုံးပုံသုံးနည်းတွေကိုကြော်ထားတာဆယ်လို့တွေ့ရတယ်။အဲ့မှာဆိုလို့ရှိရင်သူက dashboard မှာရှင်းပြထားပါတယ်။ We use no matter plus WH เนาะဒီလိုမျိုး no matter နဲ့ WH တွဲသုံးတဲ့ clause တွေဆယ်လို့ဘယ်လိုမျိုးသုံးလဲဆိုလို့ရှိရင် to express contrast contrast ကိုဖော်ပြဖို့ပေါ့နော်။ a contrast ဆိုတာပါလေ to say something is true or that something happens whatever the situation is so contrast ဆိုတဲ့ဘောကတော့ ဘယ်တော့မှမပြောင်းလဲမရပါလို့ဘလို့ကိစ္စပဲဖြစ်နေဖြစ်နေဖြစ်နေဘလို့ပဲလို့လို့ဒါကတော့ဖြစ်နေပါပဲဆိုတော့ဘယ်တော့မှမပြောင်းလဲမယ့်အရာတစ်ခုကိုပြောတဲ့အခါမှာဒီ no matter clause ကိုဆရာတို့သုံးပြီးတော့မှပြောပါတယ်။မာဆိုလို့ရှိရင် no matter ကိုတွဲပြီးတော့မှသုံးရတဲ့ဥစ္စာဆိုလို့ရှိရင်လူနဲ့ဆိုလို့ရှိရင်ဆရာတို့ဟူးနဲ့တွဲပြီးတော့သုံးပါပေါ့။နော်။ပြီးလို့ရှိရင်ပစ္စည်းပေါ့။လူတယောက်ရဲ့ပိုင်ဆိုင်တဲ့ပစ္စည်းကိုပြောချင်တဲ့ဆိုလို့ရှိရင်နော်။ဟူးနဲ့ဆရာတို့တွဲပြီးတော့သုံးပါပေါ့။ မိဘရင်ဒါကိစ္စတစ်ခုနဲ့တွဲပြီးတော့ပြောချင်တဲ့အခါမှာအကြောင်းအရာတစ်ခုနဲ့ပြောပြီးတော့တွဲချင်တဲ့အခါပဲဖြစ်ဖြစ်ပစ္စည်းတစ်ခုနဲ့ပြောပြီးတော့နော်တွဲချင်တဲ့အခါပဲဖြစ်ဖြစ်ဒါဆိုလို့ရှိရင်ဆယ်တော့ဘက်ကိုတုံးနေအများကြီးတည်းမှာတစ်ခုကိုရွေးချင်တယ်ဆိုလို့ရှိရင် which နဲ့ပြောမှာပေါ့လေယာဉ်နဲ့တွဲပြောချင်တဲ့ဝဲနဲ့ပြောမယ်အချိန်ကာလနဲ့တွဲပြီးတော့ပြောချင်ရင်တော့ဝဲနဲ့ပြောမယ်ပြီးသွားလို့ရှိရင် adjective တွေ adverb တွေနဲ့တွဲပြီးတော့ပြောချင်တယ်ဆိုလို့ရှိရင်တော့ how ပေါ့နော်ဒါနဲ့ဆယ်တော့တွဲပြီးတော့ပြောမယ်ပြီးသွားလို့ရှိရင် choice ပေါ့ try ဆိုတဲ့နေရာမှာဒီ which နဲ့ဝဲတာနေပေါ့နော် which နဲ့ဝဲတာနေမှာဘလို့ကွာသွားဆို choice ကကြတော့ဒီ which မှာပါတဲ့ choice ကကြတော့ရှင်းတယ်သုံးမှုရှိတယ်ဘယ်တစ်ခုလဲအဲဒါမျိုးပေါ့နော်ဝဲတာမှာပါတဲ့ choice ကကြတော့ဒီလိုမျိုးမဟုတ်ဘူးလုံးမလုံးဖြစ်မဖြစ်ဒီလိုသဘောမျိုးဖြစ်သွားမှာစာသဖြစ်ပါလေဒါ no matter clause နဲ့တွေ့လို့ရတဲ့စလုံးလေးနဲ့တွဲပုံတွင်းလေးတွေကိုဆရာကပြပြလိုက်တာပါအဲဒီမှာတတိထားမှာကတော့ how လေးတစ်ခုကိုတတိထားမယ် ခါလိကြလို့ရှင်ဟောင်းကပါနဲ့တွဲလို့တွဲမှမသိဘဲနဲ့ဖြစ်တတ်တယ်။ဟောင်းကတော့များသောအဖြစ်ကတော့ adjective တွေ affect တွေနဲ့တွဲပြီးတော့သုံးတာများပါတယ်။နောက် no matter clause ကိုသုံးပြီးတော့မှစာကြောင်းရေးတဲ့ခါမှာဆိုတော့စာကြောင်းမှာ main clause ရှိမယ်။ main clause ကိုမှဆယ်လို့ဗတ်တော့မှမပြောင်းလဲဘူးဆိုတော့အဓိပ္ပာယ်ထွက်ချင်တဲ့ခါမှာဘာနဲ့တွဲလဲဆိုတော့ no border clause ဆိုပြီးတော့မှ clause တစ်ခုဆက်ပြီးတော့မှဒါ sentence တစ်ခုကိုဆယ်လို့တိစောက်ကြတာပေါ့လေ။အဲ့ခါမှာဆိုတော့ကျွန်တော် no matter clause ကိုသုံးတဲ့ခါမှာဆယ်လို့ present tense ကိုသုံးတာရှိတာပေါ့နော်။ ဒါ future လည်းမပြောဘူးဆိုတော့ဘယ်တော့မှမပြောင်းလဲမယ့်အရာအခုဖြစ်နေတဲ့အရာတစ်ခုစီနောက်လည်းပြောင်းလဲမှာမဟုတ်ဘူးဘယ်တော့မှလည်းပြောင်းလဲမှာမဟုတ်တဲ့အခါမှာဆရာတို့ရဲ့ test ကတော့ present test နဲ့ပဲအသေးရေးသွားတယ်ပေါ့လေ future test ဆိုဆရာတို့ထည့်ပြီးတော့မှစဉ်းစားတော့ပေါ့ဆိုတော့အခုဖြစ်နေတဲ့အရာစီဘယ်တော့မှမပြောင်းလဲတော့ဆိုတော့အချိန်ဒီ present test မှာပဲရက်သွားတယ်ဆိုဆရာတို့ကသတ်မှတ်တာပေါ့လေအဲ့ဒီခါမှာဒါ present test တစ်ခုတည်းကိုပဲတုံးတယ်ပေါ့ future အကြောင်းကိုပြောနေပေမဲ့လည်းပဲအချိန်ဒီ present မှာရက်သွားပြီးတော့ဘယ်တော့မှမပြောင်းလဲတော့မှာဖြစ်တော့တကြောင်မလို့ present နဲ့ပဲဆရာတို့ကထားပြီးတော့မှတုံးတာဖြစ်ပါတယ် no matter how ဒီမှာလက်သားလို့တင်ပြီးတော့ may မှာဆိုတော့ပြန်ပြီးတော့ပြောထားတယ်เนาะ no matter how ဆိုတာဒီ adjective တို့ adverb တို့နဲ့တွဲပြီးတော့သုံးပါတယ်သူရဲ့ form ကတော့ no matter wh clause လာမယ် be main clause လာမှာပေါ့เนาะอืมခါလေးကြောက်ရှင်အဲ့ clause နှစ်ခုပြန်ပြန်ထားပြီးရေးလဲရပါတယ် main clause ဆိုတာကတော့ subject နဲ့ verb နဲ့ပါတယ် clause ပေါ့လေဒါပေမဲ့ subject နဲ့ verb ပဲဆီပြောလို့ subject နဲ့ verb နှစ်ခုလည်းပါတာတော့မဟုတ်ပါဘူးနောက်မှာတခြားသောတခြားသောဒါနောက်မှာတခြားသောတခြားသော preposition တွေတခြားသောဝန်ချက်ရှင်တွေစသဖြင့် เนาะအများကြီးပါလို့ရပါတယ် big class နှစ်ခုတော့ဒီပုံစံတိုင်းလာရမယ်လို့တော့မဟုတ်ဘူးပေါ့လေပုံမှန်အားဖြင့်ဆိုတော့ nomadic class ဆက်ပြီးတော့ရေးတဲ့အလဲမှာ comma ခံတယ်ပြီးရင် main class စာတယ်ဒါမှမဟုတ်လည်းပဲ main class ကိုရှေ့မှာထားပြီးတော့မှ nomadic class ကို nomadic ကိုအလဲရထားပြီးတော့ nomadic class နောက်ကဆက်ပြီးသွားတာပေါ့ဒါလိုလဲတုံးလို့ရပါတယ်ဒီမှာဆိုလို့ရှိရင်ဆရာတို့ example လေးကြည့်လိုက်ရအောင် no matter whether we recognize it or not ဟော recognize ဆိုတာသတိထားမိတာပေါ့လေသတိထားမိတည်ဖြစ်စေ or not တတိမထားမိဖြစ်စေအဲ့တော့ဟုတ်ဟုတ်မလားမဟုတ်ဘူးလားလုံးမလားမလုံးဘူးလားဖြစ်မလားမဖြစ်ဘူးလားဟုတ်မလားမဟုတ်ဘူးလားဒီလိုရွေးပြီဆိုလို့ရှိရင်ဆရာဝဲသားနဲ့ပြောပါပြီ no matter whether we recognize it or not ဆရာတို့တတိထားမိဖြစ်စေတတိမထားမိဖြစ်ဖြစ်စေ AI is everywhere နော် AI ဆိုတဲ့ subject နဲ့ is or felt နဲ့နော် beware ရှိ everywhere ဆိုတဲ့ဟာလေးတစ်ခုပါအောင်မယ်ဒီကောင်ဒီ main clause ဖြစ်သွားတာပေါ့ ဒီနိုမထာဆိုတဲ့ဟာကတော့ဒါနိုမထာ clause ဆိုဆရာတို့ခေါ်လိုက်တာသတိထားမိသည်ဖြစ်စေဒီမထားမိသည်ဖြစ်စေ AI ကတော့နေရာထဲမှာရှိနေပါတယ် No matter how hard I work ဘလောက်ကြီးပဲအလုပ်စူးစမ်းစူးစမ်းဘလောက်ပဲအလုပ်စူးစမ်းပါစေ hard စူးစမ်းတော့ဆိုတော့ကြောင့်လဲဆရာတို့ how နဲ့တွဲလိုက်တယ် No matter how hard I work I never stand first in the class ဒါနဲ့မှာဘာတော့မှပထမမရဘူး ဒါဆိုလို့ရှိရင်ဒါထုံးစံနိုင်မရှိရဟာက numerator clause ဖြစ်မယ်အောက်က i ရယ်ပြောလို့ရှိရင် stand ဆိုတဲ့ subject နဲ့ verb ပါတဲ့ clause တွေ main clause ဖြစ်သွားမယ်ဒီမှာဆိုတော့ခုနဆရာပြောတဲ့ပုံစံပေါ့ main clause ကိုရှေ့ကထားပြီးတော့ numerator ကိုအလဲရလာထားပြီးတော့ numerator clause နောက်ကဆက်လဲရပါတယ်ကိစ္စမရှိပါဘူး I am determined to become an IT engineer. ငါဒီ IT engineer to become ဖြစ်လာဖို့ determine ဆုံးဖြတ်ထားပြီ။ no matter what it costs ဒီနေရာမှာတော့ what ဒီနေရာမှာ no matter what it costs ကတော့ဒီနေရာမှာ cost ဆိုတဲ့သဘောကကုန်ကြတယ်ဆိုတာကပတ်စံမဟုတ်ပါဘူးเนาะဒီကိုယ့်ရဲ့ခွန်အားစိုက်ထုတ်ရမှုကိုပြောချင်တာဖြစ်ပါစေဘလောက်ကြီးပဲခွန်အားစိုက်ထုတ်ရပါစေပေါ့เนาะဘလောက်ကြီးပဲခက်ခဲပါစေဘလောက်ကြီးပဲပေးဆက်ရပါစေ IT engineer ဖြစ်အောင်ကြိုးစားမယ်ပေါ့လေဒါမျိုးပြောချင်တာပါเนาะအမှ solution နဲ့ cost cost ဒီ verb ဖြစ်တဲ့ခါကျတော့ဆက်လို့ဒါ what နဲ့ပဲတွဲပြီးတော့ပြောတာပေါ့နော်ဒီ it costs ဆိုတဲ့ဒါ subject နဲ့ verb နဲ့ပုံစံမျိုးပေါ့ cousinship ပုံစံမျိုးပေါ့ဒီလိုမျိုးတွဲပြီးသုံးတဲ့ခါမှာတော့ဆက်လို့ what နဲ့ပဲတွဲပြီးတော့ပြောတာများပါလေဒီမှာဆိုလို့ရှိရင်နံပါတ် A exercise စပြီးတော့ပြီးထားတယ်အောက်မှာ collapse ဖြည့်ပြီးပေါ့လေဒီ collapse ဖြည့်ဒီမှာဆိုလို့ရှိရင် no matter နဲ့ပဲ clause နဲ့တွဲထားတာလေးကိုဖြည့်ပြီးတော့ဖြည့်လို့ရှိရင်မှန်မလဲဆိုတာဒီစဉ်းစားပြီးတော့ဖြည့်ပြရမှာဖြစ်ပါတယ် ။ဒါတော့ box လေးထဲမှာ no matter clause တွေပေးထားတယ်။ clause တစ်ခုလုံးတော့မဟုတ်ဘူးပေါ့လေ။ no matter နဲ့ wh နဲ့တွဲထားတဲ့အပိုင်းလေးပဲပေါ့။အဲ့မှာမှာဘယ်ဟာကအဝင်ခွင့်ကြဖြစ်မလဲဆိုတဲ့ဟာလေးကိုစဉ်းစားပြီးတော့ဖြည့်ပေးရမယ်။မတချို့ဟာဒီကတော့ use some of the both down was ပေါ့တခုတပ်ပိုးသုံးရမှာလည်းရှိတယ်ပေါ့ number how ပေးထားမယ် how ဆိုလို့ရှိရင်အနောက်မှာ adjective adverb တွေ ਨੇ ပါတာကိုဆိုလို့သုံးရမယ် နံပါတ်ဝဲဆိုလို့ရှိရင်နေရာနဲ့ပါတာကိုသုံးရမယ်။နံပါတ်ဝတ်ဆိုလို့ရှိရင်ပစ္စည်းနဲ့ပါတာကိုသုံးရမယ်။ pronounce တွေကိုသုံးလို့ရတယ်။ pronounce နဲ့ verb နဲ့တွဲထားတာကိုသုံးလို့ရတယ်။နံပါတ် who ဆိုလို့ရှိရင်လူနဲ့တွဲထားတာကိုသုံးလို့ရတယ်။နံပါတ်ဝဲသားဆိုရင်နောက်မှာ yes or no ပြန်ပြီးတော့စဉ်းစားရတာမျိုးလုံမလုံဖြစ်မဖြစ်သွားမသွားလာမလားဒါမျိုး choice ကိုတွဲပြီးတော့မှဖြေလို့ရတယ်။ဟာ number 1ဆိုလို့ရှိရင်ကဲဒီမှာ rich တဲ့ချမ်းသာသော adjective ဆိုတော့သိကြတယ်။ no matter how rich he is သူဘလောက်ကြီးပဲချမ်းသာပါစေ he never helps the poor သူဒီဆင်းရဲလူတွေကိုတော့မှကူညီမှာမဟုတ်ဘူးဒီမှာဆိုလား heart နော် heart ever no matter how hard i work ငါဘလောက်ကြီးပဲလုပ်ကြိုးစားကြိုးစား i can never meet the deadline deadline ကိုနော်သူရဲ့နောက်ဆုံးသတ်မှတ်ချက်ကိုဘာတော့မှမိမှာမဟုတ်ဘူးလို့ရှိရင် the foods are hidden နော်တဖူးစာ hidden စားစရာတွေတိမ်းထားတယ်စားစရာတွေတိမ်းထားတယ်ဆိုတော့ဒါနေရာပေါ့နော် no matter where the foods are hidden စားစရာတွေဘယ်နေရာမှာတိမ်းတယ် my brothers will find them in no time in no time ဆိုတဲ့သဘောလေးကတော့ခဏလေးနဲ့ဆိုတဲ့သဘောပေါ့နော်ခဏလေးနဲ့ဆိုတဲ့သဘောကို in no time လို့ပြောပါတော့ in no time ဆိုလို့ရှိရင်ဘာပြောလို့ပြောမှမသိဒီ phrase မျိုးကဆရာတို့အခုမှမြင်မှုတာပေါ့လေ in no time ဆိုတဲ့သဘောကတော့ခဏလေးနဲ့ရှာပြီးတော့ငါရဲ့အကိုလေးကငါရဲ့မောင်လေးကခဏလေးနဲ့ရှာပြီးတော့မှ တွေ့နိုင်တယ် blank you are you should follow the school routes ဆိုအကြောင်းရဲ့စီကံနေလိုက်နာတဲ့နေဆိုတော့မင်းဘယ်သူပဲဖြစ်ဖြစ်ပေါ့နော် no matter who you are မင်းဘယ်သူပဲဖြစ်ဖြစ် you should follow the school routes ကျောင်းရဲ့အစီအမံစီကံတွေမင်းလည်းနားသိတယ်မင်းဆိုတော့ကျောင်းတွေယူဆိုတော့ကျောင်းဆရာ person ကိုပြောနေတာဖြစ်တဲ့အတွက် no matter who နေနဲ့တွဲလိုက်တာ no matter who you are you should follow the school rules ဒါလေးကလည်းဆရာ၄ကျောင်းတော့နမူနာဖြည့်ပြီးသွားတာကျန်တော်လေးတွေသာသိပြီးတော့ကိုယ့်ကိုစဉ်းစားပြီးတော့ ဖြစ်ခြင်းပဲပြီးတော့နံပါတ် B မှာဆိုလို့ရှိရင်ဒါ bracket လေးထဲမှာပေးထားတဲ့ no matter clause ကိုတုံးပြီးတော့မှ sentence ကိုပြန်ပြီးတော့ရေးကြည့်ပါပေါ့နော် example လေးလက်သူပေးထားပါတယ် time flies too fast အချိန်ကြီးကုန်တာမြန်လိုက်တာ but our friendship lasts forever ဒါပေမဲ့ငါတို့ရဲ့ခင်မင်မှုကတော့အမြဲတမ်းထားပါတာပဲပေါ့လေဆိုတော့ဒါလေးကိုသူက no matter how နဲ့ဆက်ဖို့အတွက်ပေးထားတဲ့ဆက်စပ်ကို no matter how နဲ့စပြီးတော့ရေးလိုက်မှာပေါ့နော်အဲ့တော့ time flies too fast ဆိုတော့ no matter how နဲ့စာမှာဖြစ်တော့ကြောင့်မလို့ဆရာတို့ဒီ no matter how နာမှာ adjective တွေ adverb တွေပါပြီအဲ့တော့ဒီထဲမှာဆရာတို့ adjective တွေ ਦੇ first ကိုဆရာတို့ယူလိုက်တယ် no matter how fast time flies အဲ့မှာ two ကိုဆရာတို့ဖြောက်လိုက်တယ်ဘာလို့ဖြောက်လိုက်လဲဆိုလို့ရှိရင်အချိန်နဲ့ကုန်တာမြန်လွန်းနေနော်အဲ့ဒါကိုဆရာတို့ပြန်ပြောတဲ့အခါမှာအချိန်နဲ့ကုန်တာဘလောက်ကြီးပဲမြန်ပါစေဆိုတော့ မြန်မာလိုပြန်စဉ်းစားကြည့်ဦးမဒီလွန်းဆိုတဲ့ဟာပေါ့လေမြန်လွန်းတယ်ဆိုတဲ့နေရာမှာအချိန်နဲ့ကုန်တာဘလောက်ပဲမြန်ပါစေလို့ပဲဆရာတို့ပြောတာအချိန်နဲ့ကုန်တာဘလောက်ပဲမြန်လွန်းပါစေလို့ပြောလိပြောထားမရှိတော့ဒီထူးလေးတွေမလိုတော့ဘူး no matter how fast the time flies how fast time flies ပြောလို့ရှိရင် but ဒါပေမဲ့လေမတော်ခင်မမှုကထာဝရပဲအဲ့ဒီ but ဒီဆရာတို့မလိုတော့ဘာလို့မလိုတော့လဲဆိုရှေ့မှာအကြောင်းပြချက်ကိုဆရာတို့ပေးပြီးသား အချိန်နဲ့ကုန်တာဘလောက်ပဲမြန်ပါစေဒါပဲမဲ့ဆိုတာဆက်ဆက်မပြောတော့ no matter clause မှာက but ဆိုတာမလိုတော့နော်ဒါပဲမဲ့တို့သို့တော်တို့ဒါကြောင့်တို့ဒါလေးဒီ conjunction နေမလိုတော့ no matter clause ဘာလို့ဆို no matter ဆိုတဲ့ကိုတိုင်ကိုက d clause ရဲ့သဘောတဘာဝက conjunction သဘောတဘာဝဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒီ but ဆိုတဲ့ conjunction မလိုတော့ဘူးဆက်လို့ဖြုတ်လိုက်မယ် our friendship lasts forever တို့လို့ဖြစ်သွားမယ် number 1လေးဆက်လို့ဖြည့်ကြည့်အောင် you're not allowed to pass the gate ဒီ gate ကိုเนาะဒီတကားပေါက်ကိုပြေးမဖြတ်နိုင်ဘူးမင်းကိုပြေးမဖြတ်ဘူး it does not matter who you are မင်းဘယ်သူပဲဖြစ်ဖြစ်ဒီတကားပေါက်ကိုပြေးပြီးတော့ဖြတ်ပါမဟုတ်ဘူး so no matter who ပေါ့ and no matter who ဆက်တော့ပြန်ပြီးတော့ကြည့်အောင်အဲ့ဒီမှာ no matter clause ဘယ်ဟာလဲ main clause တွေဘယ်ဟာဖြစ်လဲဆက်တော့ကြည့်လိုက်တဲ့အခါမှာ it does not matter ဆိုတဲ့ဟာလေးဆက်တော့တွားပြီးတော့တွေ့ရောဒီနောက်ကဟာက no matter clause ဖြစ်မှာပေါ့ အဲ့တော့ no matter who ကိုရှေ့မှာထားပြီးတော့ဆယ်လို့စပြီးတော့ရေးမယ် no matter who you are you are not allowed to pass the gate ပါဒါပေမဲ့ does not matter ဆယ်လို့ဘာလို့ဖြောက်လဲ does not matter ဆယ်သဘောပါ no matter ပါအဓိပ္ပာယ်တူတူပဲအဓိပ္ပာယ်တူတော့ဆယ်လို့နှစ်ခါထပ်ပြီးတော့မရှိဘူး no matter who you are ဖြစ်သွားတာပေါ့နော်အဓိပ္ပာယ်တူတော့ဆယ်လို့ဖြောက်ခဲလိုက်တယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီ no matter clause ကိုနောက်မှာထားပြီးတော့ you are not allowed to pass the gate no matter who you are ရပါတယ်နော်နံပါတ်2 please don't neglect any details even though they seem to be unimportant ဘလောက်ကြီးပဲအရေးမကြီးဘူးထင်ရပါစေအသေးစိတ်ချက်လက်ကလေးတွေကိုလွလွရှူခြင်းမပြုလုပ်လိုက်ပါနဲ့ဒါကိုသူက no matter how close ဆရာတို့ကိုစာပြီးတော့ရေးခိုင်းတာတော့ main clause နဲ့ no matter clause ဆရာတို့ရွေးထုတ်လိုက်တော့အခါမှာ please don't neglect any details ဒါလေးကဆရာတို့ဘာလို့ main clause လို့ပြောလဲဆိုလို့ရှိရင်ဒီမှာ don't neglect ဆိုတဲ့ verb ပါနေတယ်ဒါကြောင့်ဆရာတို့ဒါကို main clause လို့သဘောထားလိုက်တယ်ပြီးတော့ event တို့နောက်ကဆက်ကြည့်တော့ they seem to be unimportant unimportant ဆိုတဲ့ဒါ adjective ပါနေတဲ့ကြောင့်မလို့သူ့ကိုတော့ဒါ no matter clause လို့ဆရာတို့ကတတ်မှတ်လိုက်ပြီးအဲ့တော့ no matter how they seem to be unimportant အဲ့ဒီမှာ no matter နဲ့အဓိပ္ပာယ်တူနေတဲ့ even though ခုနဆရာပြောပြီးသား no matter သုံးမှဆိုလို့ရှိရင် conjunction တွေမလိုဘူးဆိုတော့ even though ဆိုတဲ့ conjunction ကိုဆိုတော့ဖြုတ်လိုက်မယ် no matter how they seem to be unimportant ပြီးတော့မှသူရဲ့ main clause ကိုပြန်ပြီးတော့ရေးမယ် please don't neglect any details ပေါ့ဒါမှမဟုတ်လဲတဲ့ပြန်ရေးချင်တာရပါတယ် please don't neglect attitudes, no matter how they seem to be unimportant. အဲ့ခါမှာတော့တမီတော့ဘေးစရာတခုရှိတယ်။ဆရာဘက်ခုနကပြောသွားတယ် how ကအနောက်မှာ adjective နဲ့ adverb လိုက်တယ်ဆိုပြီးဘာလို့ဖြစ်လို့ဒီမှာ they seem ဆိုတဲ့ they ဆိုတဲ့ pronounce လိုက်ရတာတော့ဆိုပြောထားတဲ့အခါမှာဒီကောင်းသည်ဆရာတို့က unimportant တလုံးနဲ့ တွေ့ထားတာမဟုတ်ဘဲနဲ့ they seem to be unimportant ဆိုတဲ့ phrase alike တွေ့ထားတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီ phrase တစ်ခုလုံးရဲ့သဘောတဘာဝတွေဆရာတို့ကဒါကို adjective phrase လို့ယူဆတဲ့အတွက်ကြောင့်ဒီ unimportant တစ်လုံးနဲ့ကပဲ adjective မဟုတ်တော့ဘဲနဲ့ they seem to be unimportant အရေးမကြီးဘူးလို့ထင်ရတော့ဆိုပြီးတော့မှဒီဟာကြီးတစ်ခုလုံးဒီ adjective တစ်ခုတည်းလို့ဆရာတို့ကယူဆလိုက်တာဖြစ်တော့တကြောင်မလို့ no matter how now မှာ they seem to be unimportant လို့လာရတာဖြစ်ပါတယ်အင်္ဂလိပ်သရာအရဒီကောင်သည် they သည်အဲ့ဒီအချိန်မှာဆိုလို့ရှိရင်သူ့ကို propose ဒီ they ကိုဆရာတို့ pronoun လို့မမြင်တော့ပါဘူးအဲ့လိုမမြင်တော့ဘဲနဲ့ they seem to be unimportant အတော်လာရည်တဲ့အရေးမကြီးဘူးဟုတ်ထင်ရတော့ပေါ့လေ ဒီလိုဖြစ်သွားတဲ့အတွက်ကြောင့် D phrase တစ်ခုလုံးအတွဲလိုက်ကြည့်သည် adjective တစ်လုံးနဲ့ဖြစ်သွားပါတယ်။ဒါကြောင့်မလို့ no matter how နောက်မှာဆရာကဒေရနေစပြီးတော့မှပြောလိုက်တာဖြစ်ပါတယ်။ဟွန်းဒါဆိုလို့ရှိရင်တော့အကြံပြန်ဖြေလို့ရမယ့်ပုံစံလေးကိုတားရသမီးတို့သဘောပေါက်မယ်လို့ဆရာယူဆပါတယ်။နောက်မှာ3ကနေစပြီးတော့မှ10 exercise လေးတွေရှိပါတယ်။ဒါလေးတွေတားသမီးတို့ဖြေကြည့်ပါ။အဲ့တော့ဒါလေးတွေဖြေပြီးပြီဆိုလို့ရှိရင်တော့ဒီ unit 6ရဲ့ grammar ဖြစ်တဲ့ no matter wh question နေနဲ့လာမယ်။ wh phrase နေနဲ့လာမယ်ဟာကို who whose what which where when how whether ဆိုတဲ့ဟာပေါ့နော်အဲ့မှာ may မှာဆိုလို့ဆရာထပ်ပြီးတော့ပြောပါမယ်လူပုဂ္ဂိုလ်ဆိုရင် who နဲ့တွဲရမယ်ပြီးလို့ရှိရင်လူတွေရဲ့ပစ္စည်းနဲ့ပတ်သက်ပြီးတော့ပြောချင်ရင် whose နဲ့တွဲရမယ်ပြီးွားလို့ရှိရင်ဒါ pronouns တွေ subjects တွေဒါတွေနဲ့လာလို့ပြီးဆိုလို့ရှိရင်တော့ what နဲ့တွဲရမယ်ပြီးွားလို့ရှိရင်ဒါ choice လို့ခိုင်းပြီးအများကြီးတွေကမှတစ်ခုနှစ်ခုသုံးခုတွေကမှတစ်ခု choice လို့ခိုင်းပြီးဆိုဆရာတို့ which နဲ့တွဲပြီးတော့ပြောရမယ်နေရာဆိုလို့ရှိရင် where နဲ့တွဲပြီးတော့ပြောရမယ်အချိန်ဆို one နဲ့တွဲပြီးတော့ပြောရမယ် adjective တွေ ff တွေပြီးတော့ adjective phrase တွေ ab phrase တွေခုနကလည်းပုံစံမျိုးပေါ့ဒါလေးဆိုဟောင်းနဲ့တွဲပြီးတော့ပြောရမယ်ပြီးပါလို့ရှိရင်လုံမလုံဖြစ်မဖြစ် yes or no ယူခိုင်းပြီဆိုလို့ရှိရင်တော့ whether နဲ့ပြောရမယ်ဆိုတာကိုတော်တော်သတိပြုမှတ်ထားဖို့လိုတယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒီသင်ခန်းစာကိုနားလည်သဘောပေါက်မယ်လို့ဆရာယုံကြည်ပါတယ်ကျေးဇူးတင်ပါတယ်ပုံမပြည့်စုံတဲ့သင်ခန်းစာတွေမေကွန်အဖြေနဲ့မှတ်စုတွေကို Pandy Education Application မှာဆက်လက်လေ့လာနိုင်ပါတယ်